ဘုန်းကြီးတို့တွေနေ့စဉ်ကိုယ်ကိုဆင်ញံသုံးသပ်ခြင်းအဲ့ရကလိုထလာတဲ့အချိန်ကလေးကစိတ်ထဲနှလုံးထဲမှာအာယုတစ်ခုရောက်လာလို့ရှိရင်စဉ်းစားတယ်အဲ့ဒီစဉ်းစားတယ်ဆိုတဲ့နေရာမှာဘာတွေစဉ်းစားတာလဲသုံးမျိုးခွဲပြီးတော့သုံးမျိုးကို နှစ်ပိုင်းခွဲပြီးတော့စဉ်းစားလိုက်မယ်ဆိုရင်ကောင်းတဲ့စဉ်းစားမှုနဲ့မကောင်းတဲ့စဉ်းစားမှုဆိုတော့လောကလူတွေဟာပြည့်စုံတဲ့အများပစ္စည်းဥစ္စာတွေကိုရှာကြဖွေကြတာဖြစ်တယ်ရှာလို့ဖွေလို့ကိုယ်အနေနဲ့အလွယ်တကူမရဘူးရတဲ့ပုဂ္ဂိုလ်တွေရသွားလို့ရှိရင် စိတ်ထဲမှာဘလို့တွေးပြီးတတ်တော့ဆိုရင်သူပစ္စည်းဟာငါပစ္စည်းဖြစ်ကောင်းမှာပဲလို့သူများပစ္စည်းကိုလိုချင်တဲ့လောဘနဲ့တွေးပြီးသွားတတ်တယ်။အဲ့ဒါကိုအဘိဓါန်လို့ခေါ်တယ်။အဘိရှိချူသာစိတ်ကူးချက်စီတဲ့လောဘလို့ပြောတယ်။အဲ့ဒီတွေးတာဟာ တမလောဘနဲ့မတူပဲကိုပစ္စည်းကိုလိုချင်တဲ့လောဘနဲ့မတူပဲနဲ့သူများပစ္စည်းကိုကိုပစ္စည်းဖြစ်လို့မှုဆိုတဲ့အတွေ့အကြုံအဘိဓါာဆိုတဲ့မနောကံမနောတုဆက်ဖြစ်သွားသူကကံအရာမြောက်သွားပြီးတော့အကျိုးပေးနိုင်စွမ်းရှိသွားအဲ့လိုတွေးလိုက်တာနဲ့ပဲအကျိုးပေးသွားအကျိုးပေးဖို့ရင်းနဲ့နှလုံးထဲမှာမျိုးစိတ်တစ်ခွဲတည်ရှိသွား ထို့တူပဲမိမိမကြည်တတ်တဲ့ပုဂ္ဂိုလ်တစ်စုံတစ်ခုအခဲမကြည်ဖြစ်နေတဲ့ပုဂ္ဂိုလ်တွေအာယုန်ထဲမှာရောက်ရှိလာတဲ့အခါမှာဒီလူပျက်စီးသွားရင်ကောင်းမှာပဲဒီလူသေသွားရင်ကောင်းမှာပဲဆိုတဲ့အတွေ့တွေ့တာပြာပါရလို့ခေါ်တယ်။တာမန်မိသားစုဒေါသဖြစ်လို့စိတ်ဆိုးတာမျိုးอ่ะ ကြပါရမဟုတ်ဘူးဒေါသတော့ဟုတ်တယ်ဒါပေမဲ့မနောတုဆဲဆိုတော့မဖြစ်ဘူးသိတော့ရင်ကောင်းမှာပဲဒီလူလောကကြီးကပြောင်းသွားရင်ဒုက္ခရောက်သွားရင်ကောင်းမှာပဲဆိုတဲ့အတူကြီးကြတော့မနောကမနောတုဆဲဖြစ်သွားပြီဒါလည်းပဲကံမျိုးစိဖြစ်သွားတယ်ရှင်နေမှာကြပါရဆိုတဲ့ဒေါသကံဖြစ်ရောက်သွားတယ် နောက်တစ်ခုကတော့မိမိပတ်ဝန်းကျင်မှာရှိတဲ့လူတွေရဲ့အကြောင်းကိုစဉ်းစားလိုက်တယ်။အေးမချိမတတ်ဆရာလေးတွေ့တယ်ဘာလို့လဲ။ကောင်းတာလုပ်လဲကောင်းတာမဖြစ်ပါဘူး။မကောင်းတဲ့လူတွေလည်းကောင်းစားနေကြတာပဲ။အဲ့တော့လောကမှာကောင်းတာလုပ်ရင်ကောင်းတာဖြစ်တယ်မကောင်းတာလုပ်ရင်မကောင်းတာဖြစ်တယ်ဆိုတဲ့ ကန္တရာဟာမှန်ခန္ဓာမဟုတ်ဘူးမကောင်းတဲ့လူတွေလည်းကောင်းစားနေကြလို့ကံကံဤကျိုးညင်းပယ်ပြီးတော့ကန္တရာကိုလက်မခံတဲ့အတွေ့အများတွေ့ပြီးသွားလို့ရှိရင်မိစ္ဆာဒိဋ္ဌိဆိုဖြစ်တယ်ဒီဘဝဒီကိုယ်စံတောင်းမောတောင်းကိုခံတောင်းမောဆိုတာရှိတာမဟုတ်ဘူး ရှိလဲကိုယ်လည်းသိတာမဟုတ်ဘူးလို့တော့ဘဝကိုတရားဝင်အတိမမပြုဘဲနဲ့အမလောလောကကိုငြင်းပယ်မယ်ဆိုလို့ရှိရင်လည်းပိဿာတိတိဖြစ်သွားလောကလူတွေကတည်သွားပြီးတဲ့နောက်ပြန်မွေးတယ်ဆိုတာမရှိပါဘူးပြန်မတွေးကြတော့တည်သွားပြီးပျောက်ွယ်သွားတယ်လို့ပဲဒီလိုယူဆတွေးတော့မိပဲဆိုလို့ရှိရင်လည်း မနောကအရာပြောင်းသွားတယ်မိစ္ဆာဒိဋ္ဌိဖြစ်သွားရှင်နေနှလုံးလုံးမှာဖြစ်တာနဲ့မနောတုဆိုင်ဆိုရဲအတ္တမမမှန်ကန်တဲ့တွေးတွေဖြစ်သွားပြီဒါကလည်းအကျိုးပေးသွားတယ်မကောင်းတဲ့ဘက်မှာဒီလိုဆိုလို့ပေါ့နှုတ်ကနေပြီးတော့ပြောဆိုကြတဲ့အခါမှာ တယောက်နဲ့တယောက်ဆုံတွေ့လို့နှုတ်ကနေပြောဆိုကြတဲ့အခါမမှန်ကန်တာကိုမမှန်ကန်မှန်သိပဲတဲ့နဲ့သူတလွဲမှတ်သားတော့မမှန်မကန်ပြောဆိုလိုက်တယ်မမှန်မကန်လုတ်ပြလိုက်နေတယ်လို့ပြောမူတော်ပါတာတလွဲနားလည်တော့စေတနာနဲ့လုတ်ပြလိုက်တယ်ပဇာကလိမ်မမဟုတ်ဘူး မမမကနားလဲတော့တခုလုတ်ပြလိုက်တာတစ်ဖက်သားကကိုလှည့်စားတဲ့အတိုင်းယုံသွားပြီဆိုလို့ရှိရင်ဩဘုဒ္ဓဝါရဆိုရယ်ပရှိကံဖြစ်သွားတယ်เนาะအေးတယောက်နဲ့တယောက်ခင်ငင်မင်မင်ရှိနေတာကိုတုံးတဲ့သူအထင်လွဲသွားအောင်ဖက်ပိုက်လို့ခေါ်တယ် ကွယ်မှာအတင်းပြောပြီးတော့သူနဲ့သူမတက်အောင်ပြောလိုက်လို့သူနဲ့သူဆင်မပြေဖြစ်သွားပြီကိုယ်တော့ကျေစုတင်နေဆိုရဲအနေထားမျိုးရောက်သွားလို့ရှင်ပိတုဏဝါစာလို့ခေါ်တယ်ဘုစီဒုဆိုင်ဖြစ်သွားတယ်နောက်တစ်ပတ်လူတွေမကျင့်တတ်တဲ့အခါကျတော့နေမဲ့ကစားဆဲကြတယ် ဆိုင်ဆိုင်နဲ့စကားတော့ပြောဆဲတယ်ဆိုတာအမျိုးဆုံးရှိတယ်။ယောဂနဲ့အမိတက်ပြီးဆဲရမယ်ဆဲရလို့ခေါ်အသားရောင်နဲ့အမိတက်ပြီးဆဲရတယ်ဆဲရလို့ခေါ်သွားလို့ယောဂနဲ့အမိတက်တဲ့အခါကျမိရဲ့ပေမိရဲ့ချောင်းလို့ပြောလို့ရှိရင်ဒါလည်းဆဲရရောက်ယောက်ျားတယောက်ကိုဆဲပြီးဆိုရင်ဒူလာလို့ ြောရင်ဒါလည်းဆဲရပေါ့ဖုဒ္ဓဝါစာလို့ခေါ်ပါဇက်ကနေထုတ်ပြီးဆဲမှမဟုတ်ဘူးဖေးဆုပ်ထဲမှာရေးပြီးတင်လိုက်လို့ရှင်လဲဝစီတုဆိုင်ပဲဖြစ်လက်နဲ့ပေါ်ပြတဲ့ဝစီတုဆိုင်နှုတ်ကပြောတဲ့ဝစီတုဆိုင်မဟုတ်ဘူးသို့တော့အဲ့ဒါလည်းဝစီကနေမှထည့်အဲ့ဒါလို့လောကကြီးမှာ မကောင်းမှုအကုသိုလ်ဆိုရဲအတ္တမနှုတ်နဲ့ကျွလွန်ရဖြစ်။ကောင်းကျိုးချမ်းသာကိုပေးနိုင်စွာမရှိတဲ့အကြောင်းအရာတွေကိုအကျိုးမဲ့စကားတွေကိုပြောဆိုမယ်။မုတ်တန်တရားတွေကိုပြောဆိုမယ်။ကောင်းကျိုးရှိတဲ့ရောင်ရောင်ထုတ်ဖော်ပြီးတော့ကျိုးရှိတဲ့စကားတွေနဲ့အချိန်ဖြုံးစေမယ်။ လူတွေအသိဉာဏ်ကိုမှိုက်တိုက်မယ်ဆိုရင်တမပလပါဖြစ်ပြန်အဲ့ဒါဘုဇိကံလို့ခေါ်တဲ့အကုသိုလ်တွေကိုယ့်ရဲ့နေမှာဖြစ်တာအဲ့တမအပြည့်ကြည့်မယ်ဆိုလို့ရှိရင်အကုသိုလ်မလုပ်ဘူးလို့ထင်ကောင်းထင်ရလိမ့်မယ်အကုသိုလ်မလုပ်ပါဘူးဈေးအောင်စားတာပါဈေးအောင်ရင်လည်းမမကန်လို့ရအကုသိုလ်တွေဖြစ်တာ စိတ်แท้ကအတွေးတွေမှာအကုသိုလ်တွေးတွေတွေးမိလို့ရှင်အကုသိုလ်ဖြစ်တယ်။အကဲကမြောက်အနေနဲ့ကျတယ်။မြတ်တဲ့သဘောကြိုးစားတယ်။သဘောလူတယောက်အသက်ဆုံးမှတော့ခိုင်းစေတယ်ဆိုရင်ပဏ္ဏိပတ္တထိုက်သူများဥစ္စာမမမကနေနေရအောင်ယူတယ် အဲ့လိုယူရဲဆိုလို့ရှိရင်အရိဏဒါနဖြစ်ကာမိတုမိစ္ဆာသာရမိဘတွေဆောင်းရှောက်မှုမကင်းနဲ့အိမ်တော်မရှိတဲ့အမျိုးသမီးပဲဖြစ်စေသို့မဟုတ်အိမ်တော်ကြပိသားအမျိုးသမီးပဲဖြစ်စေကျွလို့လို့ရှိရင်ကာမိတုမိစ္ဆာသာရဖြစ်တယ်အဲ့ဒီပါဏတိပါဒရောအရိဏဒါနရော ကာမိတ္တမိစ္ဆာစာရာလို့ဆိုကာမိတ္တမိစ္ဆာစာရာကတော့အလွန်သိတာဉာဏ်နဲ့လို့ပြောပဏာတိပတ္တာလည်းသိတာဉာဏ်နဲ့အရိဏာဒါနကြတော့အလွန်သိမ်မွေးတယ်လို့ပြောအမတ်တမဲ့ပစ္စည်းတခုလင်းရောင်းလိုက်တာနဲ့ပဲအရိဏာဒါနလည်းဖြစ်သွားတယ်နော်အဲ့ဒီလိုပါမျိုးတွေကိုယ်မှာ အပြစ်မကင်းတဲ့လောရက်တွေအခုပြောခဲ့တဲ့အကြောင်းအရာတွေကိုပါပလို့ခေါ်တယ်။ဆဲဒုက္ခရှိတဲ့စီကိုပို့ပေးတတ်တယ်။မကောင်းမှုအကုသိုလ်လို့သူပြောတယ်။မကောင်းမှုအကုသိုလ်ဆိုတာဖះကမကောင်းမှုအကုသိုလ်လို့ပြောလို့မကောင်းမှုအကုသိုလ်ဖြစ်တာမဟုတ်ဘူး။တဘာဝကိုကဒါတွေလှုပ်လို့ရှင်ဆိုးချိုးဖြစ်တယ်။ မိကိုထိတဲ့ကိုင်တဲ့ပုဂ္ဂိုလ်တိုင်းဟာမိလောင်ခြင်းပူလောင်ခြင်းခံရမှာဒါသဘာဝပဲဖြစ်တယ်။မိဟာပူစေဆိုလို့ပူတာမဟုတ်ဘူးသူ့သောအဝါကပူ။အကုသိုလ်ဆိုတာလေထို့တူပဲမိမိရဲ့ရှင်နဲ့နှလုံးထဲမှာအကုသိုလ်ဖြစ်လာပြီဆိုလို့ရှိရင်ဖြစ်ပေါ်စေတဲ့အကျိုးတရားဟာဆိုကြတာဖြစ်တယ် ဥပမာမဲ့အစိတ်စားမိရင်ခန္ဓာကိုယ်ထိခိုက်ရုပ်ခန္ဓာကိုယ်မှာအစိတ်တဲ့တဲ့အခါဥလောမှုခံခဏအကုသိုလ်တွေကြာစိတ်ကိုအစိတ်တဲ့နေတာဖြစ်ကိုယ်စိတ်ထဲမှာအစိတ်တဲ့သွားလူရည်ရဲ့စိတ်ဟာတမာအဖြစ်ဖြူစင်းနေတယ်ဖြူစင်းနေတဲ့စိတ်ကလေးကို အယောင်ဆိုးပြလိုက်တယ်အမှန်မသိတဲ့စိတ်တွေဖြစ်လာလူကျင်စိတ်တွေဖြစ်လာတယ်မုန်းလိစိတ်တွေဖြစ်လာတယ်မမန္တတွေဖြစ်လာတယ်အိတ်တာဆိုတာပနာလိုမှုတွေဖြစ်လာတယ်ဝိစရိယဆိုတဲ့ကိုယ်သာချိန်ပါလို့တဲ့ခြင်းမြောင်းတဲ့အတွေ့တွေဖြစ်ပေါ်လာတယ်အဲ့ဒီအကုသိုလ်တွေဟာစိတ်ကိုဖြစ်စည်းစေတတ်တဲ့အကုသိုလ်တွေဖြစ် စိတ်ရဲ့ပွင့်စင်းနေလို့ပြောလို့အဲ့ဒီစိတ်ထဲမှာအစိတ်တောက်ဖြစ်သွားပြီဆိုလို့ရှိရင်ဒီအစိတ်တောက်ရဲ့ဆိုးကျိုးဆိုတာလားအစိတ်ဆိုတာတနည်းနည်းနဲ့အကျိုးသက်ရောက်မှုဖြစ်စေထို့တူပဲရင်ထဲဖြစ်သွားတဲ့လောဘရင်ထဲဖြစ်သွားတဲ့ဒေါသအစိတ်ဒေါသဖြစ်တဲ့လူတယောက်ဟာ မကြေချမ်းဖြစ်နေတာဒါစိတ်တဲ့နေတယ်လို့ခေါ်တာနော်ညနာကြီးနေရလာတယ်မပြောသင့်တဲ့စကားတွေပြောလာတယ်မလုံးနဲ့လုံးတွေလုံးလာဒေါသဆိုတဲ့စိတ်တဲ့သွားပြီရှင်ယူနှမ်းသွားခြင်းဒေါသဆိုတဲ့စိတ်ကြောင့်အဖြစ်တင်တာတွေဖြစ်သွားခြင်းဆိုတဲ့ ဒီဘွားတယ်မဲ့ဆိုကြတွေပေါ်လာဖြစ်လောဘဆိုတာလည်းအစိတ်တစ်မျိုးပဲဒေါသဆိုတာလည်းအစိတ်တစ်မျိုးပဲမောဟတွေကမနာတွေအိတ်တရမစ္စရိယတွေဆိုတဲ့စိတ်တစ်မျိုးပဲရှင်နေနှလုံးထဲမှာဖြစ်လာပြီးစိတ်ထဲမှာပေါ်လာပြီးစဉ်ဖြူစင်တန်ရှင်းတဲ့စိတ်ကလေးဟာစိတ်တော့ဖြစ်ပြီးမကြမ်းမှမှဖြစ်သွားတာပဲဒါသိချင် အဲ့ဒီမကြမ်းမဖြစ်သွားတာသူကသူဖြစ်ပြီးပြောင်းသွားတာမဟုတ်ဘူးမျိုးစိတ်လေးတွေဖြစ်သွားတာအတီးတီးပြီးဆိုလိုက်တာတည်းတည်းပြိုင်နဲ့အတီးထဲမှာအစိတ်လေးတွေပါအဲ့ဒီအစိတ်လေးကရင့်လာတဲ့အခါဘာဖြစ်လဲပင်ပေါက်စီဘုန်းကြီးတို့တွေရဲ့ရင်ထဲမှာဖြစ်တဲ့လောဘဒေါသမောဟတွေအပင်ပေါက်ဖို့အတွက်မျိုးစိတ်ချနေတာဖြစ်တယ် ဒါကြောင့်တမာချင်းလူတရားမှာကောင်းတာလုပ်နေတယ်လို့ဆိုတော့လေကိုယ်စိတ်ကိုကိုယ်စမ်းစစ်ကြည့်ရမှာဖြစ်တယ်ငါစိတ်ဟာလောဘနဲ့တွဲနေသလားဒေါသနဲ့တွဲသလားမောနဲ့ကိုယ်စိတ်ကိုမင်းတို့ချက်ကဆစ်ဆဲကြည့်ရတမာအပြင်တော့ကိုဟာလူတော်လူကောင်းတယောက်လိုပဲမြင်ရမှာပဲကို့ ဩဒါမလုပ်ဘူးလို့ထင်အောင်တင်သို့တော်ရင်နဲ့နှလုံးထဲမှာအကုသိုလ်တွေဖြစ်နေလို့ရှိရင်အစိတ်ကြောက်ပြီးလုပ်နေတာပဲကိုအဲ့ဒါကိုစဉ်းစားတတ်ဖို့လိုအပ်တယ်ရှင်နဲ့နှလုံးထဲဖြစ်နေတဲ့အကုသိုလ်တရားတွေကိုရှင်းချဖို့ရအကျိုးစားအဲ့လိုရှင်းချတဲ့အခါမှာ တတိထားပြီးတော့ရှော့ချတယ်ဆင်ညတုံတရားနဲ့ရှော့ချတယ်ကိုကျက်သီလနဲ့ရှော့ချတယ်မိမိရရှိထားတဲ့ဘောဓုတ္တရတွေဆင်ညသုံးသပ်ပြီးရှော့ချတယ်အသိပညာနဲ့ရှော့ချတယ်ဆိုတော့လောကဖြစ်အဲ့ဒါလို့မလုံးလို့ရှင်ပုံမှန်အဖြစ်ဒီအာယုန်နဲ့တွေ့ရင်လောဘဖြစ်ရမယ့်အာယုန်ဆိုလောဘဖြစ်တယ်ဒေါသဖြစ်เสียအာယုန်ဆိုဒေါသဖြစ်တယ် အဲ့ဒါလို့ဖြစ်လာပြီဆိုလို့ရှိရင်လောဘဒေါသဆိုတဲ့ကိုယ်ရင်ထဲမှာဖြစ်သွားတဲ့အရာတွေဟာတမာပြင်ဖြစ်ပြီးပျောက်ပြစ်သွားတာမဟုတ်ခဲနဲ့မျိုးစေ့တွေဖြစ်သွားတယ်အဲ့ဒါကိုပဲကံလို့ခေါ်ဖြစ်တယ်။ယသဗျာကတတိပိဆုံးမရဲလူတိုင်းလူတိုင်းဟာအာယုန်တစ်ခုနဲ့တွေ့လို့ရှိရင် အကုသိုလ်လားကုသိုလ်လားတစ်ခုတော့ဖြစ်လာပေါ့နော်သူဘောပုံဉ္စဗပိဉ္စယမေသောကုရုတိဣတာလူဘောရလာတဲ့လူသားတယောက်ဟာတဲ့ကောင်းတာလည်းလုပ်ပြီးတယ်မကောင်းတာလည်းလုပ်ပြီးကောင်းတာတွေလည်းသူ့ရင်ထဲမှာဖြစ်တယ်မကောင်းတာတွေလည်းသူ့ရင်ထဲဖြစ်တယ်အတွေးအနေနဲ့သူ့ရင်ထဲမှာနှလုံးထဲမှာဖြစ်လာတယ် ကောင်းတယ်မကောင်းဘူးဆိုတာကိုကြိုက်တာမကြိုက်တာလည်းမဆိုင်ဘူးမကောင်းဘူးအကုသိုလ်ဆိုတာပွင့်စင်းလို့ဟာမျိုးရိပဲအေးကောင်းတာလည်းဖြစ်တယ်မကောင်းတာလည်းဖြစ်တယ်ဖြစ်လာရင်ဘာဖြစ်လဲဆိုတင်ကြီးတတ်တာတကံဟောဒီကိုယ်ရင်ထဲမှာဖြစ်လိုက်တဲ့ကောင်းမကောင်းဆိုတဲ့ကုသိုလ်အကုသိုလ်ကံတွေဟာကိုယ်နဲ့ပဲပတ်သက်သွားပြီး တ်သက်တယ်ဆိုတာ responsible ကိုစားလိုက်တဲ့အစားအစာဟာခိုင်းတာတရားရှိရင်ကိုပဲနားမှာပဲလေကောင်းလို့ရှိရင်လည်းကျန်မာတယ်ဆိုရင်ကိုပဲကျန်မှာကိုရင်နဲ့ရောက်သွားတဲ့အကုသို့တစ်ခုဟာကို့အတွက်ဆိုးရွပေးဖို့ဖြစ်လာကိုရင်နဲ့ရောက်လာတဲ့ကုသို့ကလည်းကောင်းကျိုးချမ်းသာရဖို့ဖြစ်လာဖြစ်တယ် ဒါရင်လားဒီဘဝတည်းလားကောင်းကျိုးဆုကျိုးပေးတာလားလို့ဆိုဘယ်ဟုတ်လဲကျန်တဲ့ဟာတွေကတော့ထားကြရတာဖြစ်တော်တယ်ခုကိုယ်ရင်ထဲမှာဖြစ်လိုက်တဲ့အကောင်းဆုကံမျိုးတွေကတော့တင်ဆအာရယခစ္စတိဘဝမှာယူသွားရမယ့်အရာဖြစ်တယ်ကိုယ်တည်းပါသွားမယ့်အရာဖြစ်တယ် ကောင်းတာလုပ်လို့ရှိရင်လည်းကောင်းမှုကုသိုလ်တွေပါတော့မှာပဲမကောင်းတာလုပ်လို့ရှိရင်လည်းမကောင်းမှုအကုသိုလ်တွေပါတော့ကောင်းမကောင်းနေတာသရဝရရဲ့အနေထားကိုကြည့်ပြီးမြတ်စွာဘုရားဒီလိုဟောတယ်။ဒါကြောင့်သဘာဝအပြင်လူတွေကောင်းတဲ့လုပ်တဲ့ဆိုတဲ့လုပ်တဲ့ဆိုရင်ဘလူတရားမလဲ။အလုံးရမလဲ။ ်ရသော်ဘုရားကသုံးမဩဝါဒပေးတယ်အတ္တနေစေပြယစေညာနာနံပပိနတန်ယုစေကိုကိုတမိုးထားပြီးတော့ကိုကိုမျက်နှိုးတယ်ဆိုရင်လူတွေကကိုကိုမျက်နှိုးတယ်လို့သာပြောကြတာဒုက္ခရောက်အောင်လေကိုပဲလုံနေတာနော်ကောင်းတဲ့ခြင်းပြီးလုံကြတာကြည့်ဒီကောအဲ့တော့ ကိုယ်ကိုမြန်လို့ရမှန်တကယ်သိတယ်ဆိုလို့ရှိရင်နတ်နံဘာပိနတ်တန်ရွစီမကောင်းမှုအကုသိုလ်တွေကိုယ်ရင်နဲ့နှလုံးထဲမှာမဖြစ်စေနဲ့အစိတ်တောက်တွေကိုယ်စီမရောက်စေနဲ့သူပြောအားကြောင့်လဲလို့ဆိုရင်နာဟိတံသူလပံဟောတိဒုက္ခဒုက္ကတာခါလိမကောင်းတာလုပ်ပြီးကောင်းကျိုးချမ်းသာ အရှင်ပြေမှုဆိုတာရဖို့ရဗဒမခဲနေမရနိုင်ဘူးလို့ပြောမကောင်းတာတွေကကောင်းကျိုးရဖို့ဆိုတော့ဖြစ်နိုင်ဘူးလို့ပြောအေးဒါကြောင့်မို့နေ့စဉ်နဲ့ဘဝမှာတတိထားရမှာဒီချက်ဖြစ်တယ်ဟောမကောင်းမှုအကုသိုလ်လားကုသိုလ်ကောင်းမှုလားဆိုတာ ကွယ်ကွယ်ပြပြသိရှိနားလည်ပြီးကောင်းမှုကုသိုလ်မတမယကိုဓမ္မလို့ခေါ်တယ်။ကောင်းမှုအကုသိုလ်မတမယကိုအတ္တမလို့ခေါ်တယ်။အတ္တမနဲ့ဓမ္မမကောင်းမှုအကုသိုလ်တွေကိုအနတ္ထအကျိုးမဲ့ဆိုးကျိုးတွေဆိုးကျိုးကိုပေးရတဲ့အရာတွေကောင်းမှုကုသိုလ်တွေကြတော့အတ္ထကောင်းကျိုးတွေလို့ သဘာဝကိုဒီလိုရှိအဲ့ဒါကိုကွဲဝဲပြဲပြဲခြားခြားနာနာသိပြီးတော့ကိုယ်ကိုမြင်လို့ရတယ်ဆိုရင်ကုသိုလ်ကောင်းမှုလို့ချာသူများလုံးလုံးလောက်တာပဲဖြစ်စေအမတ်တော်မဲ့လောက်တာပဲဖြစ်စေအမတ်တရားလောက်တာပဲဖြစ်စေလောက်တဲ့အချိန်မှာစိတ်စေရနာစွာအားနဲ့လောက်ချတာဖြစ်လို့ကိုယ်ရင်နဲ့နှလုံးနဲ့က လှူလိုက်ပြီးတန်းလိုက်ပြီးဆိုလို့ရှိရင်မျိုးစေ့တွေဖြစ်သွားအဲဒီမျိုးစေ့တွေကကိုယ်စီကိုတုံ့ပြန်လာမှာဖြစ်ပြပြက်သွားတယ်လို့ဘယ်တော့မှမရှိဘူးကိုယ်လုံးတဲ့အလုံးဟာမတ္တရလုံးတာပဲဖြစ်စေမတ္တမဲ့လုံးလိုက်တာပဲဖြစ်စေကံကြမ္မာရဲ့သဘောဝရှင်တဲ့နှလုံးနဲ့ရောက်သွားလို့ရှင်အကျိုးမပေးရပဲနဲ့လုံးဝကြီးပြောက်ွယ်သွားတာမျိုးမရှိဘူး ဒီဘွားမှာအကျိုးပေးရမယ်ဆိုရင်ဒီဘွားအကျိုးပေးမယ်တချို့ကနောက်ဘွားမှာအကျိုးပေးမယ်တချို့ကတန်တရာထဲမှာရှိသည်ဗျာအကျိုးပေးမယ်ရှင်နဲ့ရောက်လာတဲ့ကတ္တရာတွေကောင်းတဲ့ကံပဲဖြစ်စေမကောင်းတဲ့ကံပဲဖြစ်စေသုံးမျိုးသုံးစားကွဲပြားခြားနာသွားဒီဘွားတွေအကျိုးခံစားမဲ့ကံမျိုးတော်ဘွားကြမှာအကျိုးခံစားရတဲ့ကံမျိုး ေတတိယဘောကစပြီးတော့နိဗ္ဗာန်ရသည့်တိုင်အောင်အကျိုးပေးမဲ့ကံမျိုးလို့ဒိဋ္ဌဓမ္မဝေရဏိယဥပပိစ္ဆဝေရဏိယအပရာပရိယဝေရဏိယလို့ကံတွေဟာသုံးမျိုးသုံးစားကွဲပြားခြားနာတော်ပြီးကုသဏ္ဍမှာအကျိုးအနေနဲ့ဖြစ်ပေါ်လာမှာဖြစ်တယ်ပေါ့